ဖမေးကျမ်းမာရေးအခြေအနေကတော့ဆရာကျမတို့ home family doctor လေးဆရာဒေါက်တာမိုးလွင်ကတော့ငယ်လဲငယ်တယ်တော်လဲတော်တယ်သူကတော့ဖမေးကိုဒီလေပင်ပိုက်တွေဖြောက်တဲ့အချိန်မျောလင့်ထားရတယ်ပေါ့နော်ကျမတို့ကတော့တိတ်မမျောလင့်ပါဘူးနောက်ဆရာကတော့ तू ကသူ့စိတ်ထဲမှာတိတ်ကိုမျောလင့်ပြီးတော့မှပိုက်ဖြောက်ရတဲ့အချိန်စကားပြောနိုင်တဲ့အချိန်မျောလင့်တယ်ကျမကတော့အချိန်ကြီးတဲ့ခါမှာကျမမောင်လေးမောင်တော်မ6ဆလုံးက ကျမတို့ကတော့အဲ့လောက်ကြီးထိမြုံလင်းလို့မရဘူးလို့ကျမတို့ခံစားမိတယ်ဖေဖေကတနေ့ရွှေတနေ့ငွေပဲဟာယောဒီမှာ MS May Remover နာဇိုးများကိုဖယ်ရှားဖို့အမန်းကိုသာဆောင်းထားစို့ကျမကတော့ ဓမ္မနိုင်မန္တလေးရုပ်သေးဖြစ်ပါတယ်ဆရာကြီးဘုံနူးအသိနိုင်ရဲ့တမိအကြီးဆုံးဖြစ်ပါတယ်ကျမတို့ကမန္တလေးရပါမန္တလေးကနေပြမဖြစ်ဖြစ်အခုလိုလဲကလေးကရောက်လာခဲ့တာပေါ့နော် January လကလေးကဒီကနေ့ထိ6လရှိပါပြီဒီပွဲလေးကအဓိကဥဆောင်တာကတော့ဒီကိုကျော်မင်းခန့်ဖြစ်ဖြစ်စာအုပ်တွေအမြင်တော့ထုတ်ပြနေတဲ့ကိုကျော်မင်းခန့်ရဲ့နောက်ဆရာဦးစိုးမိုးရဲ့ပေါ့နော်သူတို့ကပြောလာတယ်ပေါ့နော်ဆရာသူတို့ကဖြစ်ဖြစ်မလဲခင်ကလေးကတဲ့ဖြစ်ဖြစ်နဲ့တွေ့ပြီးတော့မှဒီပွဲလေး ဒီကမ္ဘာဆရာများနေ့မှာဖေဖေကိုမျက်စရာပူဇော်ကြော်ပွဲလေးကိုတို့ရအဲ့တုန်းကတော့ဟိုတယ်တစ်ခုမှလုပ်မယ်ပေါ့နော်အဲ့ဒီလိုဖေဖေကိုပြောပြီးသားအကြောင်းအတိပေးပြီးသားခွင့်တောင်းပြီးသားတဘောဖေဖေရဲ့သဘောတူညီချက်လည်းရပြီးသားပေါ့နော်ဒါမဲ့လို့အခုလို့ဖေဖေကလဲသွားလိုက်တဲ့ခါမှာဆေးရုံကလေးလောက်တက်လိုက်ရတယ်အခုအိမ်မှာ9လ6လရှိပြီပေါ့နော် အဲ့ရတဲ့မှာဆိုတော့ဖေဖေကစကားလည်းမပြောနိုင်တော့ဘူးလေအဲ့ဒီခါကျတော့ဒီပွဲလေးကိုဒီမင်းနန္ဒာအိမ်မှာပဲသူတို့လုပ်မယ်အဲ့တော့ဖေဖေကတော့စကားလည်းမပြောနိုင်ဘူးဆိုတော့ဖေဖေအခန်းထဲတော့ဖေဖေကပိုးခဏခဏဝင်တော့ဧည့်သည်တွေတော့ရက်ဆရာကတော့ဝဲမှာဝင်ခွင့်တော့မရှိဘူးပေါ့လေသို့တော့ညာလည်းပဲဟာဒါဖေဖေရဲ့ဟောနောက်ဆုံးအချိန်လည်းဖြစ်ခြင်းဖြစ်မယ်ဒါကြောင့်မလို့တပည့်တွေကရက်ဆရာကိုပူဇော်ကြတော့ဝဲသူတို့လုပ်ဖို့ ဆုံးဖြတ်စီစဉ်ထားတာဖြစ်ပါတယ်ဆိုပြီးဆမတို့ကိုအသိပေးလာခြင်းဖြစ်ပါတယ်ဖဖေးကဖဖေးကတကယ်ကိုပညာမှာအေဒက်ပေါ့နော်တကယ်ကိုကျမတို့ကဖဖေးရဲ့ရှီဖွားရှီပုံလေးတောင်မမိပါဘူးအင်မတန်တကယ်ကိုပညာရှိပေါ့နော်အဲ့တော့ဟိုတောက်ကြအတ္တိပတိဘွားလည်းဖြစ်တယ်ပေါ့နော်အင်မတန်လည်းဖုံးလည်းကြီးတယ်ဖဖေးကဖုံးတော်လည်းကြီးတယ်ပညာဉာဏ်မှလည်းသိကြီးမားတယ်ပေါ့နော် တော့ဖြင်းဖြင်းရဲ့မှတ်တမ်းမှာတော့သူငယ်လေးကလေးကသူ့ဘဝမှာဒါရုံးကန်လာခဲ့ရတဲ့ကြားတွေကဒီစာတိတ်တော်တာပေါ့အထူးဖြင့်မြန်မာစာပေမှာအတန်းထဲမှာစိုက်စာကုန်းတွေရင်းရင်းနဲ့သူကအတိမတ်ပြုခံလာပြီးငငယ်လေးကလေးကပြန်ပြီးစာတင်တဲ့ဆရာပေါ့စာလေးကလေးကဖြစ်လာခဲ့ရင်းနဲ့ဖြင်းဖြင်းအကြီးမားဆုံးဆွမ်းဆောင်ချက်တွေကတော့ဘာလို့ပြောရမလဲဆိုရင်တော့ဒီတပည့်ပေါင်းမြောက်များစွာကဘာပေါ်မှာသူတပည့်တွေကမြန်မာနိုင်ငံနဲ့မကဘူးကဘာအနှံ့ပြားမှာမှလည်းရှိတယ်လေဝေးထုတ်ပေးခဲ့တာတပည့်ပေါင်း ထောင်တောင်းများစွာပေါ့ဆိုတော့ဒါတွေကအော်သူငွေးထုတ်ပြီးခဲ့တဲ့ပန်းလေးတွေကပွင့်လန်းပြီးတော့နေရာတကာမှာလှပနေတာလေအော်အဲ့ဒီလိုဒီမြမသားကိုလည်းပဲပေါတီးပေါ့ရောចောင်းသားတွေကမြမသားကိုတိတ်လေးမချကြဘူးအာလွဲပါတယ်အေးဆေးပါဆိုပြီးမြမသားကိုတိတ်ဂရုမစိုက်ကြတဲ့အခါမှာဒီမြမသားကိုတကယ်တမ်းကျအဲ့ဒီလိုဂရုမစိုက်ပေမဲ့တကယ်တမ်းမြမသားကိုသူတို့ကောင်းကောင်းမဖြေနိုင်ကြဘူးစိုက်စားဝင်လည်းကောင်းကောင်းမရင်းနိုင်ကြဘူးဒါကိုဖေဖေက မြန်မာစာကိုတံပိုးចောင်းသားတွေတံပိုးထားလောက်မြန်မာစာရဲ့တံပိုးကိုမြင့်တင်ပြီးမြင့်လာအောင်ဖေဖေကဒါတွေကိုစွမ်းဆောင်နိုင်ခဲ့တာပေါ့နော်ဒါတွေကလည်းဖေဖေရဲ့အကြီးမားဆုံးစွမ်းဆောင်ချက်တွေတော့အများကြီးပါပဲအဲ့ထက်မှအမဒေဗေပေါင်းထောင်တောင်းမကလည်းပဲ तू ကဂုံနူးတွေမြန်မာစာဂုံနူးတွေနဲ့ဂုံနူးရှင်တွေမွေးထုတ်ပြီးနိုင်ခဲ့တယ်ဒါတွေလည်းအားလုံးသိပါပေါ့နော်အများပြည်သူသိပါအဲ့ထက်မှအမနော်ဖေဖေရဲ့စွမ်းဆောင်ချက်တစ်ခုလေးကကျမသမီးကြီး မတူးဆိုတဲ့ငငယ်ကအင်မတန်ပြင်းတဲ့တမီစာမကြိုးစားခဲ့တဲ့တမီကိုဖေဖေကသူ1968ခုနှစ်မှာမြမရုပ်သေးသဖြင့်ဆိုရစာအုပ်ကလေးကိုရေးတာပြုစုခဲ့တာအဲရေးတာပြုစုတော့အဲ့စာကိုရေးတာတဲ့ခါမှာရွှေဘူတင်မောင်ရုပ်သေးပွဲတွေတွားပြီးရုပ်သေးပွဲကြည့်ရတယ်နောက်တစ်ခါဒီရုပ်သေးဆရာကြီးတွေပေါ့အဲ့ခေတ်တုန်းကတော့အမေပူကြီးတို့အမေပူလေးတို့ရွှေဘူတင်မောင်တို့ ဇက်ဇတ်တပင်လည်းရေးတာကိုဇတ်တပင်တမိုင်းနဲ့ရေးတော့ရွှေမန်းတမောင်းတို့ငငယ်ရဖဖေးနဲ့တကောက်ကောက်အကြီးဆုံးသိမိဆိုတော့တကောက်ကောက်လိုက်ပါခွင့်ရခဲ့တာအဲ့ဒီကနေပြောမှဒီငယ်ဘဝကပုံရိပ်တွေကစမအနေနဲ့ပြန်ပြီးတော့မှ inspire ပေါ့နော်ဒါညံကွန်မြူပြီးတော့မှ စမဘွဲရဘွဲရတာကရိုးရိုးဘွဲရတာတမိုင်းမိချာနဲ့ဘွဲရတော့ဘာဖြစ် နော်ရိုးရိုးပဲတောမှာမူလနဲ့မြဆံမှာဖြစ်တာပေါ့သို့တော်ညာလည်းပဲဖဖေးရဲ့ပေးခဲ့တဲ့ music အဲ့ဒီအနုပညာမျိုးစီကလေးကနေပြီးတော့မှရှမကဒီရုပ်သေးတိမ်မြုပ်နေပြီရုပ်သေးတပြင်ကနော်အဲ့ဒီခက်ကလည်းတိမ်မြုပ်နေလို့ဆာရေးဆရာကြီးဆရာဦးချက်စံဝင်းလို့မြောင်များစွာဝိုင်းဖော်ထုတ်နေကြတာအဲ့တော့အဲ့ဒီလိုတိမ်မြုပ်နေတဲ့ကာလမှာဖေဖေကဒီရှမကိုပေါ့နော်အော်ဒီအနုပညာမျိုးစီချပေးခဲ့တဲ့အခါမှာဘွဲ့ရပြီးတော့ကျောင်းဆရာမတော်ရွာလေးမှာကျောင်းဆရာမအလုပ်လုပ်ရင်းနဲ့ ်အင်္ဂလိပ်စကားပြောတိုးတက်ချင်တာရန်ကုန်မှာနိုင်ငံညာသားနိုင်ငံညာဘာသာတိတ်ပန်ဆိုရင်အင်္ဂလိပ်စကားပြောသင်တယ်တရင်နဲ့အဲအင်္ဂလိပ်စကားပြောတိုးတက်ချင်တာနဲ့ပဲအိုင်ဒီယာကဖဖေးချပေးခဲ့တဲ့အမှုပညာမျိုးစိရုပ်သေးပွဲတိမ်မြုပ်နေတဲ့ရုပ်သေးပွဲကိုတီထောင်ဖို့အဲ့ဒီခါမှာအထူးသဖြင့်နိုင်ငံညာသားတွေကပထမဆုံးပေါ့လေအဲ့နိုင်ငံညာသားတွေအတွက်ရုပ်သေးပွဲကပြဖို့ကိုအိုင်ဒီယာရခဲ့ပြမဖြစ်အောင်ပေါ့နော်တုံညာ အရင်နှစ်မရှိတဲ့တုံညဘွားကနေတိတိလေးကနေပြမရုပ်သေးသေးကြလေး18ယောက်နိုင်ငံသား18ယောက်ပဲထိုင်လို့ရတယ်ဂျင်ဂုံလေးတွေနဲ့အဲ့ဒီ18ယောက်တိ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 လေးကနေပြမတဖြည်းဖြည်းနဲ့ဆမကရုပ်သေးသေးတက်တက်ချ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 က်ပြမရုပ်သေးရဲ့ကဘာမှာလည်းရှိတာကိုကဘာမှာကဘာရုပ်သေးတဲ့မှာမှာမြမရုပ်သေးကအလေးနဲ့ဆုံးဖြစ်တဲ့ခါမှာနိုင်ငံတကာရုပ်သေးပွဲတော်ကြီးတွေကဆမရုပ်သေးတိတာလေးကိုသိရှိပြမ သူတို့ကသူတို့အမြင်နဲ့သိတယ်သူတို့ပြီအဲ့မှာဆရာမတို့ကိုကဘာအရရက်ကိုအဖိတ်ခေါ်ခံခဲ့ရတယ်ကဘာနိုင်ငံကရုပ်သေးပွဲလို့ကြီးမှာဆမပါဝင်ခွင့်ရခဲ့တယ်မြန်မာနိုင်ငံရဲ့တိမ်မြုပ်နေတဲ့မြမလူမျိုးတွေရဲ့အင်မတန်တံပိုးကြီးလာတဲ့နိုင်ငံခြားသားတွေအင်မတန်လေးစားမျက်နှိုးတံပိုးထားကြပြီကျမတို့ဗမာတွေကတော့မင်းလျော်နေကြတဲ့တံပိုးထားရကောင်မှမသိတဲ့ဒီရုပ်သေးသဘင်ကိုကျမကပြန်လဲပြီး ဖော်ထုတ်နိုင်ခဲ့တယ်မြန်မာနိုင်ငံသဘင်ရုပ်သိမ်းကော်မတီဥက္ကဋ္ဌဖြစ်လာခဲ့တယ်ဒါတွေကလည်းဖိဖိရဲ့စွမ်းဆောင်ချက်ပေါင်းမြောက်များစွာတယ်အဲ့ဒီရုပ်သိမ်းသဘင်စာအုပ်ကလည်းဖိဖိကအမျိုးသားစာပေစုရရှိခဲ့ပါတယ်အဲ့တော့ပြီးတော့လည်းပဲဒီမျိုးစီတစည်းကိုချပေးခဲ့တဲ့သမီးကလည်းအဖေကရုပ်သိမ်းဆရာကြီးမဟုတ်တော့ညာလည်းပဲမြမကိုမြမလူမျိုးရဲ့အင်မတန်ရှစ်ခက်ကရှင်မင်းရဲ့လက်ထက်မှာရှန်ရှန်တောက်ကြော်ကြားပြီးတော့အောင်မြင်ခဲ့တဲ့ အမြင့်သဘင်လို့ခေါ်တဲ့မြမယုတ်သိမ်းနုပညာကိုပြန်လဲဖော်ထုတ်နိုင်တဲ့သမီးဒီ immediate ပြင်းတဲ့ငပြင်းမာလေးသမီးကိုဖဖေဟာအကောင်းဆုံးပြုစုပြောချောင်နိုင်ခဲ့ပါလေအဲ့ဒါဟာဖဖေရဲ့ immediate ကြီးမားတဲ့အရာတွေတည်းကတခုတော့အောင်မြင်မှုပါပဲရှင်ဟုတ်ပါပါဒါကျွန်တော်တမဘက်ပါတော့ဆရာကြီးကနားလည်တဲ့နေရာမှာကျွန်တော်ကတော့ငါကြီးပြောလို့ရပါတယ်လားရဲ့ဆို တော့တခဲ့ဒီနေနဲ့ဆရာကြီးကမှုချင်းတာအတိတ်ကခဏတာလည်းဆရာကြီးရဲ့စိတ်တွေသဘောထားအောင်လေးဖြစ်နေတာဆရာကြီးရဲ့တမင်းကြီးကိုဖေဖေကတော့ပြောမနေနဲ့ဝိတန်နေရလက်တက်ဝိတန်နေရဇတ်တော်ကြီးကိုဆမတော်စာရရဖတ်ပူခဲ့တာဒီမှာဖေဖေကတကယ်တက်ရှိဝိတန်နေရဘာမစုပ်အကုန်ပေးတယ်သူဘာမှတပည့်တွေကိုချစ်တာကိုချစ်တာတဲ့တာတယ်ကိုတို့လည်းချစ်တာပဲနော်ဆရာဆိုတာမိဘနဲ့နှိုင်းလေတကိုင်းနဲ့ဖခင်နဲ့နှိုင်းလေတကိုင်းနဲ့အဲ့ဒီခါမှာ ဲ့ဒီလိုတကိုင်းနဲ့ဖြစ်တဲ့အခါမှာဒီအဲ့ဒီဆရာကလည်းဒီသားသမီးလေးပေါ်မှာအပြန်လာနေနဲ့ကိုယ့်ရဲ့တပည့်တွေပေါ်မှာကိုယ့်ရဲ့သားသမီးအရင်ချာကဲတို့တပည့်ဆရာတွေကချစ်ကြဆရာတိုင်းနှိပါချစ်ကြအဲ့ဒီအဲမှာမှကိုယ်လည်းချစ်ကြပဲကိုတို့ချစ်ကြတဲ့တောင်ဖေဖေသည် immediate လုံးဝအကျွင့်မဲ့သူတပည့်တွေကိုချစ်တာကတော့ပြောမနေနဲ့တော့ เนาะအဲစာသင်မန္တလေးမှာမှတ်မှတ်ရရစာသင်နေတလန်ရှေ့ရဈေးတွေဖြတ်သွားလို့ကျောင်းသားတွေကဆရာကြီးမုံစားခြင်းလဲဆိုအဲ့ဒီမုံတွေကိုခေါ်ပြီးအကုန်ဝယ်ကျွေးတာအဲအကုန်ချကျွေးပြောင်းသွားအဲ့ဈေးတွေလဲအဲ့လိုမျိုးတပည့်တွေကိုအင်မတန်ချစ်မြတ်လို့ပါတယ်ခဏချင်းဖေဖေဟာပေးဆက်တဲ့သူပဲဖြစ်ပါတယ်ရယူတဲ့သူမဟုတ်ပါဘူး तू နောက်ဆုံးချိန်ကြီးပေးဆက်သွားတာပါပေးဆက်သွားဖေဖေကျမ်းမာရေးအခြေအနေကတော့ ဆရာကျမတို့ home family ဒေါက်တာလေးဆရာဒေါက်တာမိုးလွင်ကတော့ငယ်လဲငယ်တယ်တော်လဲတော်တယ်သူကတော့ဖေဖေကိုဒီလေပင်ပိုက်တွေဖြောက်တဲ့အချိန်မျောလင့်ချရတယ်ပေါ့နော်ကျမတို့ကတော့တိတ်မမျောလင့်ပါဘူးနောက်ဆရာကတော့ तू ကသူ့စိတ်ထဲမှာတိတ်ကိုမျောလင့်ပြီးတော့မှပိုက်ဖြောက်ရတဲ့အချိန်စကားပြောနိုင်တဲ့အချိန်မျောလင့်တယ်ကျမကတော့အချိန်ကြီးကြည့်တဲ့ခါမှာကျမမောင်လေးမောင်နှမ6စလုံးကကျမတို့ကတော့အဲ့လောက်ကြီးထိ ညွန်လင်းလို့မရဘူးလို့ကျမတို့ခံစားမိတယ်ဖေဖေကတနေ့ရွှေတနေ့ငွေပဲတော်ကြရင်ဧည့်သည်လာလို့ပိုးကဝန်သွားလိုက်ရှားလိုက်ရှားလိုက်တဲ့ခါမှာပိုးတက်စရီအလုံး၂၀လောက်ထိုးလိုက်ရအကျမတို့ဟာသွားမြတ်သွားတော့မှာလားเนาะကျမတို့ဒီနေ့ငားရည်နေ့ဆရာကတော်ဝက်တော့မိမမိပါမလားတထိတ်ချိန်နဲ့ညတွေရက်တွေလတွေကိုဖေဖေကတနေ့ရွှေတနေ့ငွေပန်းလေးလိုပဲညှိုးလိုက် ပြန်လန်းလာလိုက်နဲ့ကျမတို့ကနေ့ထီရှင်တန်နေရတာပါဒါဖေဖေကပြောရမယ်ဆိုတော့ကျမတို့အတွေ့ရတော့ဖေဖေမှာ तू ကတော့အသက်60ပြည့်မွေးနေ့မင်္ဂလာကြီးကိုဆင်နွှဲကျင်တဲ့ချစ်သူ့ရဲ့စိတ်ချက်ကတိတ်ခိုင်ခိုင်ခိုင်မာတယ်ပြင်းပြတယ်သူ့ရဲ့အသက်ရှင်ခြင်းစိတ်ကစိတ်ချက်အင်မတန်ခိုင်မာပါတယ်ပြင်းထန်ပါတယ်တိုးတော်ညာလဲ तू ပြောလို့မရဘူးပေါ့နော်ကံကြမ္မာဆိုတော့သူ့ကံဖေဖေကံရှိတာပေါ့နော်အော်ဖေဖေကံကလည်းဖုံးကအင်မတန်ကြီးပါတယ်အဲ့တော့ကျမတို့ကတော့ စိတ်ထဲမှာတော့ဟိုစိတ်ထဲမှာတော့ဝရင်ထားကြခံစားချုပ်တင်ပြီးတော့မျှော်လင့်ထားပြီးသားပါတနေ့ရှူတနေ့ငွေဆိုတော့ကမှနောက်ဆုံးဆွဲဆန်းလို့ရတဲ့ချီတော့ကျမတို့အဖေလို့အဖေခေါ်ခွင့်ရနေတာပေါ့လေကျမတို့မှာအမေလည်းဆုံးသွားပြီဆိုတော့အဖေလည်းပဲဟောနောက်ဆုံးချိန်ချီအဖေတည့်ရတဲ့တည့်ရတဲ့အဖေရှိနေသေးတယ်ဆိုတော့စိတ်ကလေးနဲ့ပဲကျမတို့လည်းရှင်သန်နေကြရတာပါ ်တပည့်ကတော့သူတပည့်တွေကိုအမြင်နှံသူဆုံးမစကားကတော့အမြင်နှံရှင်းမြင်ပေးနေတယ်ဘလို့တော့သူ့အပေါ်မှာအရင်တော့ကဟိုအပြစ်တွေလုတ်ခဲ့လဲပဲသူ့အပေါ်မှာရှင်ပြိုင်တဲ့စိတ်တွေရှိခဲ့လဲဘယ်တော့မှဘွေးမယူခဲ့ဘူးအဲ့ဒီတပည့်သားလည်းနောက်ဆုံးကျတော့ဆုံးပါသွားခဲ့တယ်တခုအပြစ်တန်ရှသွားခဲ့တယ်သူကတော့အမြင်နှံတပည့်တွေအပေါ်မှာအမြင်နှံခွန့်လွတ်တဲ့တကယ်ကိုအခုတီးဆိုသွားတဲ့မျက်စရာတစ်ချင်းလေးက မျက်စရာစစ်စစ်ပါပဲခပီးကတော့တပည့်တွေကိုအမြဲတမ်းပဲအခုလည်းပဲ तू तू ပြောကျင်တာမနေ့ကရောတမန်မနေ့ကရောဒီဘွဲအတွက်က तू ပြောကျင်တယ်ဟိုမြန်စာချစ်အတင်းနေ့တုန်းကတော့ဒီဟိုတွင်ဒီပကြီးကားကြီးလှူတဲ့နေ့တုန်းကတော့ तू ပြောကျင်တဲ့စကားကိုအတန်းထွက်သေးတယ်ကျမကလိုက်ပြီးရေးပြပြီးအဲ့ဒီမှာဖေဖေကိုစားဖတ်ပြရတယ်ပေါ့နော်ပြောပြရတယ်ဒါပေမဲ့အခုတော့ तू ကအတန်မထွက်တော့ဘူးမထွက် तू ပြောကျင်တဲ့ကြိုးစားပြောတာကိုကျမတို့ဘလို့မှနားမလဲဘူးအတန်မထွက်ဘူး तू တပည့်တွေကိုပြောကျင်တာစောစောပြောတဲ့ ဟိုဩဝါဒစကားပေးကျင်တာအပေးကျင်တော့သူပြောကျင်တဲ့စကားတွေအများကြီးပဲသူစကလုံးနဲ့တိတ်လှတယ်တိတ်လှတယ်ကျမတို့လည်းမတက်ဘူးပေါ့နော်အဲ့တော့နောက်ဆုံးစိတ်ကိုစိတ်မကောင်းတာနဲ့ပဲဖေဖေကိုစိတ်လျှော့လိုက်ရတယ်သူလည်းစိတ်လျှော့လိုက်ပုံရတယ်မပြောသူပြောကျင်တာသူပြောကျင်တာကျမတို့ဖတ်ပြမှာပေါ့နော်အဲ့ဒီဟာကို तू ပြောမပြနိုင်ဘူး तू အတန်ထွက်မှာကျမတို့ကလိုက်ရေးရမှာကိုအတန်မထွက်တော့ तू ကဘာပြောလို့ပြောကျင်မှန်းကိုမသိတာဒါမဲ့လို့ तू ပြောကျင်တဲ့စကားတွေကတော့အများကြီးပဲသူ့မှာရင်မာအပြည့်ပါပဲ သူတပည့်တွေပဲသူခေါင်းထဲမှာရှိတာပါသာသမီတောင်ခေါင်းထဲမှာရှိပါဘူးဟုတ်ကဲ့ပါဆရာသူတော့ရှင်ဘိန်းမှာတော့ဖြစ်တော်ပြပေးချင်နိုင်တယ်ပါနော်ကျေးဇူးတင်ပါတယ်ရှင်